အာဖဂန်နစ္စတန်ပါကစ္စတန်နဲ့ဆက်မှာဒီဇင်ဘာလ9ရက်ညချိန်ကပြစ်ခတ်မှုများနဲ့လက်နက်ကြီးဖြင့်အပြန်အလှန်တိုက်ခိုက်မှုများကြောင့်စစ်သားတအုပ်နဲ့အရသာလေးဦးသေဆုံးခဲ့ကြောင်းအာဖဂန်တာဝန်ရှိသူများကဒီဇင်ဘာ6ရက်မှာပြောကြားခဲ့ပါတယ်။ အောက်တိုဘာလတွင်ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက်အပြစ်ခတ်ရစဲရေးသဘောတူညီချက်ရရှိသွားတော့လေယခုအပြန်အလှန်ပြစ်ခတ်မှုဖြစ်စဉ်ဟာနှစ်နိုင်ငံကြားနောက်ဆုံးကြိမ်ထိတိုက်တွေ့မှုဖြစ်လာခဲ့ပါတယ်။နောက်ထပ်အရသာ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအာဖဂန်အစိုးရပြောရေးဆိုခွင့်ရှိသူဟန်ဒူလာဖီဒရက်ကဗီဒီယိုထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်လူ3ဦးအသေးစားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပါကစ္စတန်၏ချာမန်စ်နယ်စပ်မြို့မှဆေးရုံတရုံကထုတ်ပြန်ထားပါတယ်။ချာမန်နှင့် အာဖဂန်တောင်ပိုင်းစပင်ဘော်ဒတ်နယ်စပ်ကြားဖြစ်ပေါ်တဲ့အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအကြောင်းမဲ့ရန်စားတိုက်ခိုက်မှုဖြစ်ကြောင်းတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဆွဆွဲထားကြပါရယ်ကက်ဇိုးစာနဲ့စပင်ဘော်ဒတ်ခရိုင်ကန်တာဟာမြို့ကိုပါကစ္စတန်ဘက်ကစပြီးတိုက်ခိုက်လာပါရယ် ပြန်ဆိုးစွာနဲ့စပင်ဘိုတက်ခရိုင်ကတာဟာမြို့ကိုပါကစ္စတန်ဘက်ကစပြီးတိုက်ခိုက်လာပါတယ်။အဲဒါကြောင့်အာဖဂန်တပ်ဖွဲ့တွေကပြန်လည်တုံ့ပြန်ခဲ့တာပါလို့တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူဇာဘီဟူလာမူဂျာဟစ်ကလူမှုမီဒီယာ X တွင်တင်ခဲ့ပါတယ်။ပါကစ္စတန်ကအာဖဂန်တပ်ဖွဲ့ကစတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။